ကဲဘာဝနာမယပညာကိုရအောင်ဘယ်လိုလုပ်ဘာကစမလဲဘာကစမလဲလို့ဆိုရင်နံပါတ်1ကုချင်းသီလကောင်းအောင်လုပ်ရမယ်ဟုတ်ကဲ့ဒါမို့မဂ္ဂင်7ပါးထဲမှာမြတ်စွာဘုရားဟောထားတယ်လေတမ္မဝါစာတမ္မကမ္မန္တတမ္မအာဇီဝဆိုအဲ့တော့၅ပါးသီလပြည့်စုံပြီဆိုလို့ရှိရင်သီလပြည့်စုံလိုက်တာနဲ့တကြိမ်နဲ့ ြောနေစရာကိုမလိုဘူးတိလာရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ့်ကိုယ်ကိုပြန်တွေးပြီးတော့စိတ်ကိုကိုယ့်ဟာကိုယ်အာယုံပြုလိုက်တာနဲ့ငါစင်ကြယ်တယ်ဆိုပြီးတော့စိတ်ချမ်းသာမှုတွေမလာဘူးလားမလာဘူးဗျအဲ့ဒါလို့စိတ်ချမ်းသာမှုကဝဲယူစရာလည်းမလိုဘူးလောက်ယူစရာလည်းမလိုဘူးတိလာရှိတာနဲ့ကိုယ့်ကိုယ်ကိုယုံကြည်အားကိုးမှုနဲ့အဝိပတိတာရဆိုစိတ်ကြည်နှူးမှုကဖြစ်လာတယ်ပေါ့မလာပါဘူးအဲ့ဒီစိတ်ကြည်နှူးမှုရှိလာလို့ရှိရင်စိတ်ကြည်နှူးတာနဲ့တပြိုင်နက် ပါမောဇာဆိုတဲ့ဝန်တာမှုလေးတွေမဖြစ်ဘူးလားဖြစ်ပါတယ်ဗျာဒါလည်းလှုပ်ယူเสียမလို့ဝန်တာမှုဖြစ်လာလို့ရှင်စိတ်ထဲမှာရှင်နဲ့နေတဲ့ပီတိရောမဖြစ်နိုင်ဘူးလားဖြစ်ပါတယ်ဗျာပီတိဖြစ်လာမှတော့ခန္ဓာကိုယ်ထဲမှာငြိမ်းချမ်းမှုတွေမလာဘူးလားဖြစ်ပါတယ်ဗျာအေးဒါတွေကသူ့ဟာသူအဆင်ငယ်ဆင်ငယ်လာငြိမ်းချမ်းမှုလာလိုက်တာနဲ့တပြိုင်နက်အိုးကိုရောစိတ်ရောချမ်းသာတာတွေမလာဘူးလား ကိုရောစိတ်ရောချမ်းသာပြီလို့ဆိုကြတဲ့အစိတ်ကလေးမတည်ငြိမ်ဘူးလားမတည်ပါဘူးခင်ဗျာစိတ်ကလေးတည်ငြိမ်တာကိုတမာရီလို့ခေါ်တာပဲအဲ့ဒီစိတ်ကလေးတည်ငြိမ်သွားလို့ရှိရင်ယထာဘူဒညာဏတဒနာတဲ့ဘာကိုပဲစဉ်းစားလိုက်စဉ်းစားလိုက်ဘယ်ဟာကိုပဲအာယုံပြုလိုက် ပြုလိုက်မှန်မှန်ကန်ကန်သိနိုင်တဲ့အသိဉာဏ်ရသွားတယ်တဲ့ဒါကြောင့်မို့လို့ ဘာဝနာမရဘူးထူထောင်တော့မယ်ဆိုရင်မြတ်စွာဘုရားသီလနဲ့အရင်ပြည့်စုံအောင်လုပ်လို့ပြောတာเนาะမှန်ပါပါဘုရားသီလရှိမှတမာရီဆိုတာလာတယ်တမာရီရှိမှယထာဘုဒ္ဓဉာဏ်ဆိုတာဖြစ်နိုင်တယ်ဒါကြောင့်မို့လို့နံပါတ်1သီလပြည့်စုံအောင်လုပ်နံပါတ်1သီလပြည့်စုံလိုက်တာ ਨੇ ခုနကတမာရီသီလပြည့်စုံတာကိုသီလဝိတုဒ္ဓိလို့ခေါ်တယ်အဲသီလစင်ကြယ်လာပြီဆိုလို့ရှိရင်စိတ်ကလေးကလည်းတည်ငြိမ်လာလို့ တမာရီတွေရလာပြီဆိုရင်စိတ်တဝိတ္တုတိစိတ်လဲစင်ကြယ်လာတယ်လို့ပြောတာစိတ်စင်ကြယ်လာပြီဆိုတဲ့အခါကျတော့အမြင်ကလေးစင်ကြယ်အောင်လုပ်ဖို့လိုတယ်အမြင်ကမရှင်းလင်းဘူးတဲ့လောကလူတွေကိုမြင်လိုက်တဲ့အခါယောက်ျားလို့မြင်တယ်မိန်းမလို့မြင်တယ်ငါလို့မြင်တယ်သူတစ်ပါးမြင်တယ်တကယ်ကတော့အမှန်စင်စစ်အတိညာဉ်နဲ့ဆင်ခြင်စဉ်းစားကြည့်လိုက်လို့ရှင်ရုပ်နဲ့နံဒီနှစ်ခုပဲရှိတယ်အဲ့ဒါလို့ ိနေတာလေးကနန္တရားထိုတိနေတာလေးရဲ့မှီပြီးတော့ဖြစ်နေတဲ့ခန္ဓာကိုယ်ကြီးရဲ့ရုပ်တရားဟုတ်ကဲ့လားဆိုပါစို့မျက်စိလေးနဲ့ပြင်ဘက်ကအာယုံလေးနှစ်ခုစုံလိုက်တဲ့အခါမြင်သည့်ဆိုတဲ့စိတ်လေးပေါ်လာတယ်မျက်စိကလေးရဲ့အပြင်ကအာယုံလေးရဲ့ဒီနှစ်ခုကရုပ်တရားအဲ့ဒီနှစ်ခုစုံလို့ပေါ်လာတဲ့အသည့်လေးကနန္တရားဟောရုပ်နဲ့နန္တနဲ့နှစ်ခုပဲရှိတယ်လို့ဒီလိုမြင်လာလို့ရှင်ဒါဒိဋ္ဌိဝိတ္တုဒ္ဓိလို့ခေါ်တယ် နာမရူပနာယထာဝဒသနံဒိဋ္ဌိဝိတ္တရိနာမနန္ဒီယုတ်တွေကိုအရှိတိုင်အမှန်သိလာပြီဆိုလို့ရှိရင်ဒါဒိဋ္ဌိဝိတ္တရိအမြင်စင်ကြယ်တယ်လို့ပြောတာတဲ့တတ္တဝါဆိုတဲ့မှားရွံ့တဲ့အတွေ့တွေမရှိတော့ဘူးအေးယောက်ျားရဲ့မိန်းမရဲ့လို့ခွဲခြားပြီးတော့မမြင်ဘူးတတ္တဝါလို့လည်းမမြင်ဘူးအလုံးဟာယုံနဲ့နံနှစ်ခုပေါင်းစပ်ထားပြီးတော့စွဲမှတ်ပြီးတော့ခေါ်ထားတာဆိုတာကိုသဘောပေါက်လာတယ်အဲ့ဒါကိုဒိဋ္ဌိဝိတ္တရိ ေခုနကပြောခဲ့တဲ့ယုံနဲ့နံလေးတွေဟာဆိုင်းရဆိုင်းရအကြောင်းလေးတွေကြောင့်ဖြစ်နေတယ်အကြောင်းလေးတွေကိုဆင်ကျင်တတ်လာတယ်သိလာတယ်ဆိုပါစို့ခုနကတခုကိုမြင်လိုက်တယ်မျက်စိထဲမှာဆိုပါစို့ပန်းပွင့်လေးတစ်ပွင့်ဟာမျက်စိထဲမှာလာထင်ဟလာသည့်အတွက်ကြောင့်ပန်းပွင့်လေးနဲ့မျက်လုံးနဲ့ဆုံလိုက်တဲ့အခါကျတော့ပန်းလို့ဆိုတဲ့မြင်တယ်ဆိုတဲ့အသိစိတ်လေးရောက်မလာဘူးလား ေးပန်းမွင့်လေးရတဲ့အကြောင်းတစ်ခုပဲမြင်စရာအာယုံလေးအကြောင်းတစ်ခုမျက်စိစက္ခုပတာရဆိုတဲ့မျက်စိလေးကအကြောင်းတစ်ခုအဲ့ဒီအကြောင်းတစ်ခုကိုပေါင်းပြီးတော့မြင်သည့်ဆိုတဲ့စိတ်လေးပေါ်လာတယ်မဆုံငင်ကဒီအသည့်မပေါ်ဆုံလိုက်မှဒီအသည့်ပေါ်တာတဲ့အဲ့တော့ဆုံမင်းမှုဟာအကြောင်းတရားတဲ့မြင်သည့်စိတ်ကလေးကအကျိုးတရားလို့ဟောအကြောင်းနဲ့အကျိုးခွဲမလာဘူးလား အဲ့ဒါလို့အကြောင်းကျိုးသိလာတာကိုပဲပစ္စယပရိက္ခာညာလို့ခေါ်တာပူရင်တန်လာလို့ရှိတယ်။ဒါဉာဏ်ကြီးဉာဏ်သွေးတွေခုနကတင်ညာနဲ့မတူဘူးသူကပညာဆိုတာအဲ့ဒါပြောတာနော်ပညာဆိုတာအခုလို့မြင်း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 လာကွယ်ကွယ်ခြားခြားကြီးသိလာတာအမှန်တရားဒီတယ်ဟိုဘက်သိเสียမှရှိတော့နောက်ကြတော့အဲ့ဒီကိုမြင်တဲ့အာယုံလေးတွေပေါ်မှာမြင်တဲ့အာယုံရောထိုအာယုံကိုသိတဲ့စိတ်ရောဒီနှစ်ခုဟာ ဖြစ်ပြီးရင်ပြတ်သွားတယ်ဆိုတာကိုစင်ကြင်တက်လာတယ်တမ္မဒနာညာဖြစ်ပြီးပြတ်သွားတာတွေကို လုံးဝသိသွားလို့ရှင်ဥရိယဗျာညာလို့ခေါ်တယ်နောက်ဆုံးမှာတိမှုတွေကအသေးသိစိတ်လာတဲ့အခါကျတော့ဖြစ်တာကိုတော့မမြင်ဘူးအပြစ်တွေကြီးပဲမြင်လာလို့ရှင်ပင်ကညာလို့ခေါ်တယ်ပေါ့အဲ့ဒီညာအဆင့်ရောက်လာလို့ရှင်တော့ဝိပဿနာညာဟာတော်တော်ရင်းတန်လာတဲ့အတိညာမျိုးဖြစ်တယ်အဲ့ဒါတွေကဘာဝနာမရလို့ခေါ်တယ် နော်အဲ့ဒီဘာဝနာမယပညာတွေက သင်္ခါရပေါ်မှာရှုနေရင်းကနေပြီးတော့နောက်အတိညာဏ်တွေအတွေးတွေဟာအမျိုးစုံဝင်လာတယ်ကြည်တာတော့လှုပ်တာတော့အဲ့ဒီအဆင့်ရအောင်လုပ်ရမယ်အာလုံးမိမိတဏ္ဍာမှာရှိတဲ့ယုတ်တရားနံတရားတွေဟာဖြတ်ခနဲ့ဖြတ်ခနဲ့ဖြစ်ပြီးတော့ပြက်သွားတာတယ်လီဗီရှင်းလေးတစ်ခုပဲကြည့်လိုက်အောင်ပေါ့တယ်လီဗီရှင်းကိုတေချာကြည့် တတိယရှင်ပြက်သွားတဲ့အခါမှာမှုံမှုံဝါးဝါအမှုံလေးတွေမတွေ့ဘူးလားတွေ့ပါဗျာအဲ့ဒီအမှုံလေးတွေကစနစ်တကျစုစည်းလိုက်တဲ့အခါမှာရုပ်ပုံပေါ်နေတာတကယ်အမှုံလေးတွေပဲဟုတ်ကဲ့လားပြီးတော့ရုပ်ရှင်လည်းကြည့်ခြေတော်ကလေးလှုပ်တယ်လက်ကလေးလှုပ်တယ်ဆိုတော့ပုံမုံမြောင်များစွာတပုံနဲ့နဲ့ခြေတော်နှုတ်တာမဟုတ်ဘူးဟုတ်ကဲ့လားပုံတွေမြောင်များစွာရှိမှသူကလှုပ်ရှားမှုဆိုတော့ပေါ်လာတာလေ အော်အဲ့ဒီသဘောလေးတွေကိုဆင်ញင်စဉ်းစားကြည့်လာပြီးတော့ပြက်တဲ့သဘောတွေကိုခိုင်ခိုင်မာမာမြင်လာပြီဆိုရင်ဘင်္ဂညာအပြက်တွေကြီးတွေ့လာတဲ့အခါကျကြောက်စရာကြီးလို့တွေးမိလာလို့ရှင်ဘယညာပေါ့အပြစ်တွေကြီးပဲမြင်လာလို့ရှင်အာဒီနဝညာအပြစ်တွေမြင်လာတဲ့အခါစိတ်ပြက်လာတယ်ငြင်းွေလာတယ်နေဗိဒာညာဒါကြောင့်မို့ဒီယုံနာခန္ဓာသင်္ခါရတွေကလွတ်ချင်လာလို့ရှင်မောစိတုကမြတ်တာညာလို့ခေါ်တယ်နော် အဲ့ဒီကနေတဆင်းတက်ပြီးလွတ်ရလွတ်ကြောင်းရှာတဲ့အခါကျတော့လွတ်ချင်ပြီဆိုရင်လူတယောက်ကအိမ်ထဲကနေအပြင်ထွက်ချင်ပြီဆိုရင်ဘယ်ဟာကိုရှာရမှာတော့စကားပေါက်ရှာရမှာပေါ့ဟုတ်ကဲ့လားအပေါက်ရှာရမှာပေါ့ထွက်ချင်ပြီဆိုလို့ရှိရင်လေအေးအဲ့ဒါလိုပဲသင်္ခါရတရားတွေကလွတ်ချင်ပြီဆိုရင်ပြန်ရှာဖွေတာကိုဒါပဋိသင်္ခါညာလို့ခေါ်တယ်နောက်သင်္ခါရတရားတွေပေါ်မှာစိတ်ကိုတည်တည်ငြိမ်ငြိမ်ထားနိုင်တဲ့အဆင့်ရောက်သွားရင်သင်္ခါရုပ္ပခာညာ ဲ့သင်္ခါရုပ္ပခဏ်ဉာဏ်ရင့်တန်သွားပြီဆိုရင်ထိုသင်္ခါရတရားတွေရဲ့အလုံးထွက်ပေါက်သင်္ခါရတရားတွေချုပ်ငြိမ်းသွားတဲ့နိဗ္ဗာန်ဆိုတာလှမ်းမြင်ရပြီပေါ့။နောက်သောတပန်ဖြစ်သွားလို့ရှိရင်လုံးဝမြင်ရပြီပေါ့။အဲ့ဒီကြမှာအပေတကားဆိုတာပိတ်တာနော်။ခုချိန်မှာအပေတကားကြီးကပါလို့နေနော်။ဖွင့်ထားတာတေးကြလား။တေးကြတယ်နော်။ အဲ့တော့အပေရကားပိတ်ခြင်းလို့ရှိရင်ဘာဝနာမယပညာရအောင်ကြိုးစားမှာဖြစ်တယ်တဲ့အ ਨੇ ဆုံးသောတ္တပန်ဆိုရက်ပညာမျိုးသောတ္တပတိမဲ့ပညာတရားဂါမိမဲ့ပညာဆိုရက်အဆင့်ကို မရောက်လို့ရှိရင်ပေရကားမပိတ်သေးဘူးအဲ့ဒါကိုရောက်တော့မှအပေရကားပိတ်တယ်